ဝယ်မစခင်မှာကတော့လီဗာပူးအနေနဲ့ဒီလိုမျိုးကလင်းရှိနဲ့အနိုင်ယူရလိမ့်မယ်လို့ခန့်မှန်းထားတဲ့သူတွေလည်းနေပါတယ်။ဗီလာက ရှေ့မှာ၄ဘွဲ့ဆက်အနိုင်ရထားသလိုလီဗာပူးကဒါရီရဲ့စန့်ကျင်ဘက်မှာဖြစ်နေလို့ပါ။ဆိုတော့ဒီနိုင်ပွဲက twin goal နဲ့ပြန်မပေးခဲ့ရတာကြောင့်ထူးကဲတဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပါတယ်။ရှုံးသွားရင်ခေါင်းစဉ်အရင်တက်ခံရတဲ့ Amstrad ကိုပဲဒီပွဲမှာအရင်ဆုံးချီးကျူးရမှာဖြစ်ပါတယ်။ Amstrad လူထုပ်ပုံမှန်ကန်ခဲ့တယ်လို့ဆိုရပါမယ်။ အထူးသဖြင့်ကတော့ marker gravity နဲ့ subaru တုံးကိုကွင်းလယ်မှာထားပြီးတော့ rotation ကစားခိုင်းစီခဲ့တဲ့အခါမှာတော့ liverpool ကတပွဲလုံးကိုချုပ်ကင်သွားနိုင်တာဖြစ်ပါတယ်။တူးတယောက်တည်းကိုချီးကျူးလို့မရသလိုတစ်သင်းလုံးရဲ့လှုပ်အားနှုတ်ကလည်းကောင်းခဲ့တာဖြစ်ပါတယ်။စပြီးတော့ပြောရမယ်ဆိုရင်တော့ကိုသမားမမဒက်ရှီလေးပါပဲ။သူ့အတွက် clean sheet နိုင်ပွဲနဲ့ထိုက်တန်ခဲ့ပါတယ်။ဒီပွဲကဒီယာဒီမှာသူ့အတွက်ပထမဆုံးသော ကလင်းရှိပွဲစဉ်တစ်ခုပါ။ပွဲစဉ်အတွင်းမှာလည်းတွင်းကိုတွေပြန်ပြီးခွင့်ပြုပေးရမယ့်အရေးကို အကောင်းဆုံးကာကွယ်ပေးနိုင်ခဲ့တဲ့သူပါမက်ဒီကတ်ရဲ့ကံချက်ကိုကာဝယ်ခဲ့ပုံဆိုလို့ရှိရင်အတော်လေးကိုအံ့ဩပဲကောင်းခဲ့တာကိုတွေ့ရပါတယ်နောက်ပြီးတော့ခန်စစ်၄00တန်းကလည်းအတော်လေးအတွဲညီခဲ့ပါတယ်အစတန်ဗီလာရဲ့တိုက်စစ်ကိုတော့အကောင်းဆုံးထိန်းချုပ်သွားနိုင်ခဲ့ပါတယ်ဒါပေမဲ့လိုအပ်ချက်လေးတော့အနည်းငယ်တော့ရှိပါသေးတယ်နောက်လာမယ့်ပွဲစဉ်တွေမှာလည်းဒီလိုပဲဆွမ်းဆောင်ရည်ကောင်းတွေကိုပြသထားနိုင်စီဖို့မျှော်လင့်မိပါတယ်ဒီဘုကလာမယ့်အနီးကပ်ပွဲစဉ်တွေအဖြစ် Real Man City တို့လိုအသင်းတွေနဲ့ရှင်ပြိုင်ကစားသွားရတော့မှာဖြစ်ပါတယ် လူမျိုးခန့်စစ်ကိုတောက်ပအောင်နောက်ကနေ supporting ပေးခဲ့တာကကွင်းလည်ပါပဲပြောခဲ့သလိုပါပဲ gravity marker ဆိုဘူးရဲ့ကွင်းလည်ကတကယ်ကိုမှပြပြဆုံးစီခဲ့တာပါ gravity တွင်းသွားတဲ့တွင်းကိုဆိုလို့ရှိရင် build up ဆောင်ကနေပြီးတော့ထွက်လာပြီး marker ကနေတစင် gravity co ရောက်ပြီးတော့သူ့တွင်းနေကြပုံစံအတိုင်းအပြင်းကန်တွင်းယူခဲ့တာဖြစ်ပါတယ်နောက်ပြီးတော့တိုက်စစ်ကစားသမား၃ဦးကလည်းတောင်းရင်ကြည့်ခဲ့ပါတယ်ပြောရလို့ရှိရင်လီဗာပူးအတွက်ကတော့ဒီပွဲကလုံးဝကိုမှရှုံးလို့မရတဲ့ပွဲစဉ်တစ်ခုပါ အတင်းသားတွေကလည်းအကောင်းဆုံးလှုပ်ဆောင်နိုင်ခဲ့တာအားရစရာပါပဲ။မိုးဆလာဆိုရင်လည်းဒီပွဲမှာရခဲ့တဲ့အတွင်းကိုကြောင့်မလို့ဖိအားတွေကြားနေပြီးတော့ရုံးထွက်လာနိုင်ပြီဖြစ်ပြီးတော့နာမည်ပွဲစဉ်ဒီမှာလည်းခြေစွမ်းကောင်းတွေကိုဇက်တိုက်ပြသနိုင်ဖို့အတွက်မျှော်လင့်မိပါတယ်။မာတီနက်စ်ရဲ့လူပေးတဲ့အမားကိုညာချီနေပဲတိတိကျကျနဲ့မိုးဆလာကအဆုံးသတ်ခဲ့တာပါ။ဒါဟာသူ့အတွက်လီဗာပူးကစားသမားဘဝဘိုးပေါင်း250ပြည့်မြောက်ခဲ့တဲ့အတွင်းကိုလည်းဖြစ်ပါတယ်။ Kim Sala ရဲ့ပြန်လာခြင်းခီးကိုလည်းစောင့်မျှော်နေရပါတယ်။ဂပူနဲ့ EKTG တို့ကလည်းအကောင်းဆုံးဆက်ဆောင်ကစားနိုင်ခဲ့ပြီးတော့89မိနစ်မှာတော့ Slop က EKTG အစား Face ကိုထည့် ပြီးတော့ပွဲကိုထိန်းချုပ်ကစားစီခဲ့တာကိုတွေ့ရပါတယ်။ Amslop က Face ကိုယုံကြည်နေစေဖြစ်ပြီးတော့မှဒါမဲ့ပွဲစဉ်ဒီမှာလည်း Face နဲ့အသင်းသားတွေကြားမှာဘလို့ချိတ်ဆက်ရင်အကောင်းဆုံးဖြစ်မလဲဆိုတာကို Amslop တယောက်ကတော့ရှာဖွေသွားနိုင်စီဖို့မျှော်လင့်မိပါတယ်။ ိချုပ်ပြောရမယ်ဆိုလို့ရှိရင်တော့ဒီဘွဲကလီဗာပူးအတွက်ပြောနေတာထက်ကိုပိုပြီးတော့မှအရေးကြီးတဲ့ဘွဲစဉ်တစ်ဘွဲပါ။ PR တွေကြားကနေရုံးထွက်နိုင်ခဲ့တယ်လို့အနာဂတ်ဘွဲစဉ်တွေအတွက်လည်းအင်အားသစ်တွေရရှိစေခဲ့တာဖြစ်ပါတယ်။နောက်တစ်ချက်က MV ရဲ့တမိုင်းကိုလည်းမရိုင်းစေခဲ့တဲ့ဘွဲစဉ်တစ်ဘွဲဖြစ်ခဲ့ရပါတယ်ရှင်။